မြောက်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ကောရင်သူဩဝါဒစာဒုတိယဆောင် အခန်းကြီး9အငယ်1မှ27ယာယီတဲဖြစ်သောငါတို့မြေအိမ်သည် ပြက်လျင် ကောင်းကင်ဘုံ၌လူလက်ဖြင့်မလုပ်ပေဘုရားသခင်ဖန်ဆင်းတော်မူသော နေဆထာဝရအိမ်ရှိကြောင်းကိုငါတို့သိကြ၏။ငါတို့သည်မြေအိမ်၌ရှိစဉ်တွင် ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းကအလွန်တောင့်တလိုချင်သောစိတ်ရှိ၍ညီးတွားမြည်တမ်းလျက်နေကြ၏ထို့သို့ဝင်စားလျှင်နေရာမဲ့ဖြစ်မည်မဟုတ် ဤတဲ၌နေသောငါတို့သည်လေးသောဝန်ကိုထမ်း၍ညီးတွားမိတမ်းကြ၏နေရာတဲကထွက်ချင်သောကြောင့်ညီးတွားသည်မဟုတ်တည်သက်သောအရာကိုအသက်ရှင်ခြင်း၌ဆုံးရှုံးစေခြင်းငါမြဲသောနေရာတဲသို့ဝင်စားချင်သောကြောင့်ညီးတွားကြ၏ထို့သို့သောအကျိုးကိုခံစေခြင်းငါငါတို့ကိုပြင်ဆင်သောသူကဖျားသခင်ပေသည် ထိုဘုရားသခင်သည်ဝိညာဉ်တော်ဒီဟုသောစာရန်ကိုငါတို့အားပေးတော်မူပြီးထိုကြောင့်ငါတို့သည် ကိုခန္ဓာ၌နေမြဲနေစဉ်ကာလသခင်ဘုရားနှင့်ကြွားဝေးရာအရ၌နေသည်ကိုငါတို့သည်တည်လျက်အစဉ်ရဲရင်သောစိတ်ရှိကြ၏မျက်မှောက်မမြင်ဘဲယုံကြည်မျှော်လင့်ခြင်းရှိသည့်အတိုင်းငါတို့သည်ကျင့်ဆောင်ပြုမူသည်ဖြစ်၍ကိုခန္ဓာနှင့်ကြွားဝေးရာအရသို့သွား၍ သခင်ဖျားထံတော်၌နေမြေနေချင်းငါအလိုရှိလျက်ရဲရင်သောစိတ်နှင့်ပြည့်စုံကြ၏ထို့ကြောင့်ငါတို့သည် နေမြေအရ၌နေသည်ဖြစ်စီ၊ကြွားဝေးရာအရ၌နေသည် ဖြစ်စီသခင်ဖျားနှစ်သက်တော်မူသောသူဖြစ်ခြင်းငါစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြ၏အကြောင်းမူကားငါတို့ရှိသမျှသည်ကိုယ်ခန္ဓာ၌ကျင့်သောအခြင်း ကောင်းမကောင်းရှိသည့်အတိုင်းအကျိုးအပြစ်ကိုအတိအတိခံခြင်းကခရစ်တော်ဤတရားပလင်ရှိ၌ပေါ်လာရကြမည်တို့ဖြစ်၍သခင်ဖျားနှင့်ဆိုင်သောကြောက်မက်ဖွယ်သောအကြောင်းအရာတို့ကိုငါတို့သည်တည်လျင်လူများကိုနှိုးဆော်သွေးဆောင်ရသည်ဖြစ်၍ဖျားသခင်ရှိတော်၌ထင်ရှားကြ၏သင်တို့ဤစိတ်ရှိ၌လည်းထင်ရှားကြသည်ဟုငါထင်မှတ်၏ငါတို့သည်သင်တို့ရှိ၌တဖန်ကိုကိုကိုချီးမွမ်းကြသည်မဟုတ် စိတ်တဘောကိုမထောက်အသွေးအစင်းကိုထောက်၍ဝါကြွားသောသူတို့ဤစကားကို သင်တို့သည်ခြေနိုင်မိအကြောင်းငါတို့ကြောင့်ဝါကြွားခြင်းအခွင့်ကိုသာပေးကြ၏ငါတို့သည်တူယူဖြစ်လျင်ဘုရားသခင်အဖို့ဖြစ်ကြ၏စိတ်ကောင်းသောသူဖြစ်လျင်သင်တို့အဖို့ဖြစ်ကြ၏အကြောင်းမူကား တယောက်တော်သူသည်လူအပေါင်းတို့အထွတ်ကြောင့်အသေးခံသည်မှန်လျင်လူအပေါင်းတို့သည်တေလျက်နေကြသည်ဟု၍၎င်းအသက်ရှင်သောသူတို့သည်တဖန်ကိုအလိုသို့လိုက်၍မရှင်သူတို့အထွတ်ကြောင့်အသေးခံပြီးမှထမြောက်တော်မူသော သူ၏အလိုသို့လိုက်၍ရှင်စေမိအကြောင်းလူအပေါင်းတို့အထွတ်ကြောင့်အသေးခံတော်မူသည်ဟု၍၎င်းငါတို့သည်သဘောထားလျက်ခရစ်တော်၏ချစ်ခြင်းမြတ်တာတော်သည်ငါတို့ကို အနိုင်အထက်သွေးဆောင်၏ သို့ဖြစ်လျင်ယခုမှစ၍ငါတို့သည်ဇာတိအမျိုးကိုထောက်၍အဘယ်သူကိုမျှမတိမမတ်ဇာတိအမျိုးကိုထောက်၍ခရစ်တော်ကိုအထက်ကတိမတ်တော်လေယခုမှစ၍ထို့သို့သောတိမတ်ခြင်းမရှိ လူမီဒီကခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတ္တဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီထို့သို့ဖြစ်သောဘုရားသခင်၏တကူတော်အဖြစ်ဖြစ်ကြ၏ ဖျားသခင်သည်ယေရှုခရစ်အားဖြင့်ငါတို့၏ယံကိုငြိမ့်စေ၍ကိုရိုနှင့်မိတ္တဟာယဖွဲ့စေတော်မူ၏ထိုမိတ္တဟာယတရားကိုဟောရသောအခွင့်အရာကိုငါတို့၌အပ်ပေးတော်မူ၏ထိုတရားဟူမူကားဖျားသခင်သည်ခရစ်တော်အထင်း၌ရှိနေလျက် လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူယံကိုငြိမ့်စေ၍ကိုရိုနှင့်မိတ္တဟာယဖွဲ့စေတော်မူ၏ ထိုမိတ္တဟာယတရားကိုလည်းငါတို့၌အပ်ပေးတော်မူ၏ထို့ကြောင့်ငါတို့သည်ခရစ်တော်ဤတန်တမန်ဖြစ်ကြ၏သင်တို့သည်ယံငိမ့်၍ဘုရားသခင်နှင့်မိတ္တဟာယဖွဲ့ကြလောဟုဘုရားသခင်သည်ငါတို့အားဖြင့်နှိုးဆော်တွေးဆောင်တော်မူတကယ်သူ့ ငါတို့သည်ခရစ်တော်၏ကိုစားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏အဘယ်ကြောင့်ဤဟုမူကားဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဖျားသခင်ရှိတော်၌ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းဒီကျမ်းနာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ thank you ကောင်းမြတ်ဆုံးလင်တော်မူ၍သာသမီကြီးငယ်တယောက်ခြင်းစီတိုင်းကို အသက်ပေးရွေးနှုတ်၍ချစ်တော်မူသောဖာဤချိန်တိုင်းအတွက်ကျေးဇူးတင်ပါတယ်။ယနေ့ကြားနာခံယူရတဲ့နှုတ်ကပတ်သမားတရားတော်အတွက်ကိုရဲကျေးဇူးတော်ကိုအထူးပင်ချီးမွမ်းပါတယ်။ကိုရရှင်ရဲ့ကျေးဇူးတော်ကိုယုံကြည်ပြီးကိုရရှင်ရဲ့ရည်ရွယ်ချက်အတိုင်းလက်လျှောက်နိုင်စီရန်နဲ့မျက်မြင်အားဖြင့်မဟုတ်ဘဲယုံကြည်ခြင်းအားဖြင့်အသက်ရှင်နေထိုင်နိုင်ဖို့ရန်အတွက် သာသမီတို့အသက်တာကိုကုညီမဆပေးသနာတော်မူပါခရစ်တော်အားဖြင့်သာသမီတို့ကို အသက်သောဖန်ဆင်းခြင်းဖြင့်ဖန်ဆင်းကကိုရောဤချစ်ချင်းမြတ်တာသည်သာသမီတို့ဤလှုပ်ဆောင်လျာသည်များကိုလမ်းညွန်ပြတတ်ပေးသနာတော်မူပါပြန်လည်ပြီးတော့မှတင်းမြန်ရေးပြန်ကိုရရှင်ရဲ့တည်င်းစကားတွေညဝေဖို့ရန်အတွက် သာသမီတို့ကို ကိုရရဲ့တန်တမန်အဖြစ်အသုံးပြုတော်မူပါမိကြောင်းအမှုရာလုံးစုံကိုကိုရရှင်ရဲ့လက်တော်တွေသို့ဆက်ကပ်အနန္တိအခါမှာတပါတိသောသားတော်သခင်ယေရှုခရစ်တော်ဤမြတ်သောနာမကိုအမိပြု၍ယူသည်လေးမြတ်စွာဖြင့်ဆုတောင်းဆက်ကပ်အနန္မိုင်ဖာဖျားသခင်အာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်